ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းလေးကတော့ pre-wedding နဲ့ပတ်သက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ photography မှာပေါ့နော်အဲဓာတ်ပုံဆရာတွေကကိုနှစ်သက်တဲ့ဒီ photography လမ်းကြောင်းတစ်ခုစီနဲ့ကျွန်တော်တို့ကအလုပ်လုပ်ကြရပါတော့နော်ယနေ့ခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အဓိကပေါ့နော်အဲ commercial လမ်းကြောင်းအရသွားနေကြတာဆိုလို့ရှိရင်ဒီ portrait photographer တွေရှိရယ် ကျွန်တော်ဒီ wedding events တွေရိုက်တဲ့ photographer တွေရှိရဲ့အဲဒီ pre wedding တည်တံ့ရိုက်တဲ့တပ်ပုံဆရာတွေရှိရဲ့ဗောနော်စသဖြင့်အဲ့လိုမျိုးအဲကျွန်တော်ဒီကျွန်တော်နိုင်ငံရဲ့ဒီပုံစံအရာဗောနော်တွားနေတဲ့ခြေနေလေးတွေရှိရဲ့အဲ့ဒီကမှအဲကျွန်တော်နှစ်သက်တဲ့အဲကျွန်တော်လက်ရှိလဲကျွန်တော်ရိုက်နေတဲ့ဒီ pre wedding နဲ့ပတ်သက်တဲ့အကြောင်းအလေးကိုကျွန်တော် share နေလုပ်ပေးချင်တာဖြစ်ပါတယ် အဓိကကတော့ကျွန်တော်ဒီနေ့ပြောမှာကဒီပုံပြင်တဲ့အပိုင်းတော့လုံးဝမဟုတ်ဘူးအဲဒီ pre wedding တခုကျွန်တော်တို့ရိုက်တော့မယ်ဆိုလို့ရှိရင်အဲကျွန်တော်ဘယ်လိုမျိုးလေးစီစဉ်ရမယ်ပြီးတော့ဘယ်လိုပုံစံလေးတွေခြိုက်ကူးတင်လဲအဲ့ဒီကြောင်းလေးကိုကျွန်တော်ကမျှော်ပေးချင်တာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒီတက်ပုံတစ်ပုံရိုက်တဲ့ခါကြလို့ရှိရင်ပေါ့နော်အဲ portrait ဆိုပါဆိုကျွန်တော်တို့က တော်တော်များများကမိန်ကလေးပဲကြာတာနော်အဲ့တော့ okay မိန်ကလေးတယောက်ကိုကျွန်တော်ရိုက်တော့မယ်ဆိုပါဆိုရိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဓိကကအဲအော်တိုကျွန်တော်တို့ရိုက်မှာပေါ့နော်အော်တိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူ့ရဲ့ဒီမိန်ကလေးရဲ့ live မှာအဝတ်အစားအဲမိတ်ကပ်ပေါ့နော်မိတ်ကပ်လိမ်းလာမယ်ဆိုရင်မိတ်ကပ်လွတ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တွဲရိုက်မဲ့ location ပေါ့နော် location မှာရောက်သွားပြီပေါ့နော် location ကျွန်တော်တို့ကြည့်ရမယ် background ပေါ့နော်အဓိက okay အဲ့တော့ ျွန်တော် portrait တယ်ဆိုတော့မှအဓိကကျွန်တော်တို့မရိုက်ခင်ပေါ့နော်ကျွန်တော်တွေးရတဲ့အရာလေးတွေအများကြီးရှိတယ်။အရှိမှလည်းကျွန်တော်ဒီ portrait နဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ပုဒ်ကျွန်တော်တင်ထားခဲ့ပြီးတယ်ပေါ့နော်။အဲ portrait ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲဘယ်အရာလေးတွေစပြီးတော့တွေးသင့်လဲအဲဘယ်လိုအရာလေးတွေပြင်ဆင်သင့်လဲအဲ composition ဆိုရင်ကျွန်တော်ဘယ်လိုထားသင့်လဲပြီးတော့ camera setting ဆိုလို့ရှိရင်ဘယ်လိုမျိုးလေးထားသင့်လဲဆိုပြီးတော့ကျွန်တော်အရှိမှပြောခဲ့ပါတယ်။ ဆိုတော့ကျွန်တော်ဒီနေ့ပြောမှာက very well ဒီနေ့ပတ်သက်တဲ့အကြောင်းအရာဖြစ်တယ်။အဲအဲ့တော့ကျွန်တော်ဒီ portrait ဓာတ်ပုံဓာတ်ပုံရိုက်ရင်တော့မှကျွန်တော်ပြင်ဆင်ရမယ့်အပိုင်းတွေအများကြီးရှိတယ်။ဆိုတော့ကျွန်တော် pre wedding ဆိုတာကဒီမင်္ဂလာသူတို့သားသူတို့သမီးကသူတို့ဒီမင်္ဂလာမဆောင်ခင်ပါနော်။ကြိုပြီးတော့သူတို့စိတ်ကြိုက်ဖြစ်မဲ့ပုံစံနေရာပေါ့နော်။သူတို့သွားခြင်းသူတို့ရိုက်ခြင်းတဲ့နေရာကိုကျွန်တော်အလှဆုံးဖြစ်အောင်ကျွန်တော်အချိန်ဒီအများကြီးယူပြီးတော့ ဖန်တီးရတာပေါ့နော်အဓိကတော့သူတို့ရဲ့ဒီမင်္ဂလာဦးမှာဒီပုံလေးတွေပေါ့နော်ဒီ pre wedding ပုံလေးတွေကမှတ်တမ်းအဖြစ်ကြံခဲ့မှာပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီ pre wedding ရိုက်တယ်ဆိုတာကကျွန်တော်အဓိကတော့လူနှစ်ယောက်တော့ပါမှာပေါ့နော်လူနှစ်ယောက်ပါမယ်ပြီးတော့ make up artist တွေပါမယ်ပြီးတော့ကျွန်တော်အဝတ်အစားပေါ့နော်အဲ့ဒီအရာတွေကိုကျွန်တော် အရင်ဆုံးပြင်ဆင်ရမယ်အဲ့တော့ဟုတ်ပြီ ျွန်တော်အင်ဒိုရိုက်တယ်အင်ဒိုရိုက်တာတော့ကျွန်တော်မပြောတော့ဘူးဒီနေ့ကျွန်တော်အော်တိုရိုက်တဲ့ပုံစံလေးတွေကျွန်တော်နည်းနည်းရှင်းပြခြင်းတယ်အဲ့တော့ဆိုပါဆိုကျွန်တော်တို့က pre-wedding ရိုက်တော့မယ်ဆိုရင်ကျွန်တော်ပထမပြောခဲ့တဲ့အတိုင်းအဲ make up ဝတ်အစားအဲ okay ဒါတွေကျွန်တော်ပြင်ဆင်ရမှာပါနော် okay အဲ့တော့သူ့ရဲ့ဒီ off flow ရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ pre-wedding မရိုက်ခင်မှာပါနော် အဲကျွန်တော်အလုပ်လုပ်တဲ့ပုံစံလေးကျွန်တော်နည်းနည်းရှင်းပြမယ်ကျွန်တော်ဆိုလို့ရှိရင်ဒီโอเคကျွန်တော်ဒီသူတို့သားသူတို့သမီးကိုကျွန်တော် pre wedding ရိုက်တော့မယ်ဆိုပါဆိုโอเคမရိုက်ခင်မှာအဲကျွန်တော်သူတို့နဲ့ပေါ့နော်သူတို့သူတို့သားရောသူတို့သမီးသူတို့နှစ်ယောက်နဲ့ပေါ့ကျွန်တော် contact လုပ်တယ်โอเคကျွန်တော်တက်နိုင်ဆုံးအပြင်မှာလူချင်းတွေ့ဖို့ကျွန်တော်အရင်ဆုံးစူးစမ်းတယ် and တကယ်လို့သူတို့မအားဘူးဆိုလို့ရှိရင်တော့နောက်ဆုံးပေါ့နော်ကျွန်တော်ဖုန်းနဲ့ကျွန်တော်စကားပြောကြတာပေါ့โอเคဆိုတော့ ကျွန်တော်ဗားရီပြောကြလဲဆိုတော့အဓိကကအဲသူတို့ဘယ်နေရာမှာရိုက်ချင်လဲပေါ့နော်အဲ့ဒါကျွန်တော်မေးတယ်โอเคချိုးချောက်လဲသူတို့ရိုက်ချင်တဲ့နေရာဆိုတာအတီးတန်းရှိတယ်ပေါ့နော်ငါမင်္ဂလာဆောင်တဲ့ခါကြလို့ရှင်ငါဘယ်နားလေးရိုက်ချင်လဲငါဘလိုပုံစံလေးရိုက်ချင်လဲဆိုတာကိုတီးတန်းတွေးထားတဲ့လူတွေရှိတယ်ဒါပေမဲ့ချိုးချောက်လဲအဲ့လိုမဟုတ်ဘူးပေါ့နော်အခုအဆင်ပြေသူလိုလို့ပါโอเคအခုအခုလှမဲ့အတိုင်းလုပ်ပေးပါပေါ့နော်အဲ့လိုမျိုး သူတို့မှာစိတ်ကူးတော့မရှိဘူးဒါပေမဲ့ပရိဝေနေပုံတော့ရိုက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးလူလည်းရှိတယ်โอเคဒါကတော့သူတို့ကျွန်တော် discussion လုပ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ကြုံတွေ့ရတဲ့အရာလေးကျွန်တော်ပြောပြဟုတ်ပြီအဲ့တော့ကျွန်တော် number 1အနေနဲ့ကျွန်တော်ဘယ်မှာရိုက်မလဲဆိုတဲ့အရာလေးတခုကျွန်တော်မေးတယ်ခောင်းပြီအဲ့တော့ကျွန်တော် location ကโอเคအဆင်ပြေသွားပြီပေါ့နော် location number 1က location ကျွန်တော်တို့ဆွေးနွေးရပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်ဗာဆက်ဆွေးနွေးလဲဆိုတော့သူတို့ရိုက်ချင်တဲ့ ပုံစံဥစားရှိတယ်ဗျအဲတချို့ကျတော့လေအဲငါ pre wedding ရိုက်တဲ့ခါကျလို့ရှိရင်သူတို့ရှေ့ကြည့်နောက်ဝါပုံစံလေးတွေသူတို့ကြိုက်တယ်ဗောနော်အဓိကတော့ရှေ့ကြည့်နောက်ဝါဆိုတာကကျွန်တော်အလွယ်ပြောလိုက်တာဟိုလူကတော့ကြည်ကြည်လင်လင်လေးနဲ့ background နည်းနည်းသိပ်မမြင်ရတဲ့ပုံစံဗောနော်အဓိက portrait ဆန်ဆန်လေးတွေအဲ snap ဆန်ဆန်လေးတွေ okay အဲ့လိုမျိုးအရာလေးတွေဗောနော်အဲ့ဒီအရာလေးတွေကြိုက်တယ်ချို့ကျတော့လည်းအဲ့လိုမဟုတ်ဘူးကျွန်တော်ဒီကျွန်တော်အခုလက်ရှိကျွန်တော် desktop မှာပြထားတဲ့ဒီလူမျိုးပုံဗောနော် ရှူကင်းတဲ့လူနဲ့တွဲပြီးတော့အဲ့လိုမျိုး white ဆန်နဲ့နော်ကျွန်တော်ဒီဘယ်လိုပြောမလဲ landscape ဆန်နဲ့ပုံမျိုးတွေကြိုက်ကြတာပေါ့နော်ဒါကျွန်တော်လောကမှာဆိုတော့ဒီလိုပုံမျိုးကြီးကျွန်တော် master piece ပုံတွေပေါ့ okay ဆိုတော့အဲ့လိုမျိုးပေါ့သူတို့ရဲ့ဒီစိတ်ကြိုက်ဖြစ်မဲ့ပုံစံလေးကိုတော့ကျွန်တော်တို့ရအောင်ဆွေးနွေးရမယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှသာကျွန်တော်တို့က သူတို့ဘလို့လူကျင်လဲဆောင်မဆွေးနေခဲ့ဘူးဆိုလို့ရှင်โอเคကိုကတော့ကိုကကိုစိတ်ကြိုက်ရိုက်ရှင်တာရိုက်ရိုက်ခဲ့မယ်ဆိုရင်တကယ်ချိန်ချလို့ကျွန်တော်ရိုက်ပြီးွားလို့ပုံပြင်ကြည့်တဲ့ခါကျဟာဒါကတော့ငါတို့လူကျင်တဲ့ပုံစံတော့မဟုတ်ဘူးငါတို့ငါတို့လူကျင်တဲ့သူ့ဘက်သူဘလို့ရိုက်ထားလဲမသိဘူးဗောနော်โอเคအဲ့လိုမျိုးတွေအစင်မပြေမှုတွေဖြစ်နိုင်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကပထမဆုံးအနေနဲ့ pre wedding မြိုက်ခင်မှာ customer နဲ့ကျွန်တော်အရင်ဆုံးဆွေးနွေးမယ်အဲ့တော့ကျွန်တော်တို့ဆွေးနွေးရမယ့်အကြောင်းအရာက location ဗောနော် location ဘယ်နေရာမှာရိုက်မလဲနောက်တစ်ခုက သူတို့ customer ကဘယ်လိုပုံစံလေးရိုက်ချင်လဲပေါ့โอเคအဲ့တော့ဟုတ်ပြီအဲ့လိုမျိုးဆွေးနွေးပြီးဆွေးနွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်အချိန်မှာရိုက်မှာလဲဆိုတာတစ်ချက်ရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲတရက်မှာကျွန်တော်မနက်ပိုင်းရှိမယ်နေ့လယ်ပိုင်းရှိမယ်ညနေပိုင်းပေါ့နော်โอเคကျွန်တော်အချိန်၃ပိုင်းပိုင်းတာဆိုပါစို့အဲ့တော့ဟုတ်ပြီမနက်ပိုင်းဆိုလို့ရှိရင်အဲကိုတွေ့ရိုက်မဲ့ location ကဥပမာကျွန်တော်ရန်ကုန်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ အခုလက်ရှိပေါ့နော် ခစ်စားနေတဲ့ကျွန်တော်ထောက်ကြမ်းမှာရှိတဲ့ဒီဖျားဖြူပေါ့နော်တချို့ကြောက်လဲဒီ TikTok တွေပဲရိုက်များတော့ TikTok ဖျားတွေပဲပေါက်ကြရရှောက်ပြောကြ Okay အဲ့ဖျားဖြူမှာကျွန်တော်ရိုက်မယ်ဆိုပါစို့ Okay အဲ့နေရာမှာရိုက်ဖို့အတွက်ကျွန်တော်နေ့လယ်ပိုင်းအချိန်ကျွန်တော်ရွေးချယ်လို့မရအောင်ဘာလို့ဆိုတော့နေ့လယ်ပိုင်းဒီနေက12နာရီနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကခေါင်းပေါ်တက်တက်ထိုးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရိုက်ဖို့အတွက်တိတ်အဆင်မပြေဘူးပြီးတော့နောက်တစ်ခုကညနေပိုင်းညနေပိုင်းကျတော့လည်း အဖေကနေအကြနဲ့ကြတော့လေရိုက်လို့သိမကောင်းအဲ့တော့အဖေကမှရိုက်ပယ်လို့ကျွန်တော်တွေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်မနှက်ကိုမှအစောကြီးကျွန်တော်ရိုက်ဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တွေ့ကြုံရဆိုလို့ရှိရင်သူကမနှက်9နာရီလောက်ဆိုရင်တော့မှနေကကြနေပြီပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့နေရာကိုရွေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်မနှက်6နာရီဒါမှမဟုတ်9နာရီခွဲလောက်အလျှောက်ကျွန်တော်တို့သွားဖို့လိုအပ်တယ်โอเคအဲ့တော့ကျွန်တော်တို့ကဒီရိုက်မဲ့အချိန်ကလည်း ကျွန်တော်တို့ရဲ့ပုံတပုံဘယ်လောက်ထိပြောင်းလဲွားစီလဲဆိုတာအရင်အရေးပါတယ်ဗောနော်โอเคအဲ့တော့ကျွန်တော်အဓိကဆွေးနွေးချင်တာကဟိုကျွန်တော် pre wedding ဓာတ်ပုံမရိုက်ခင်မှာအဓိကကအဲ customer နဲ့အရင်ဆုံး discussion လုပ်ရမယ်အဲ့လိုလုပ်ဖို့အတွက်အချက်၃ချက်ကဘာလဲဆိုတော့အဲသူတို့ဘယ်နေရာမှာရိုက်ချင်လဲဗောနော်နံပါတ်၁ကနောက်တစ်ခုကကျတော့သူတို့ဘယ်လိုပုံစံလေးရိုက်ချင်လဲဗော ပြီးလို့ရှိရင်ရိုက်မဲ့အချိန်ကျွန်တော်သတ်မှတ်ဖို့လိုအပ်တယ်။ Okay အဲ့တော့အဓိကအားဖြစ်တော့ကျွန်တော်တို့အဲ့အချက်၃ချက်ကတော့အရင်အရေးကြီးတယ်။အဲ့၃ချက်ကိုကျွန်တော်တို့အရင်ဆွေးနွေးဖို့လိုအပ်တယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က Okay ကျွန်တော်အဓိက main point မှာဖြစ်တဲ့အချက်ကြားပြီဆိုလို့ရှိရင်အကျဉ်းတဲ့အရာလေးတွေကတော့ကျွန်တော်တို့အရင်အဆင်ပြေသလိုသူတို့နဲ့ discussion ဆက်လုပ်လို့ရတာပေါ့နော်။ကျွန်တော်အများကြီးပြောလို့ရှိရင်ပို့လျှော့သွားမှာဆိုလို့။ကောင်းပြီအဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့အချက်တွေရလာပြီဆိုလို့ရှိရင် အဲโอเคကျွန်တော်ဒီအဝတ်အစားဖိတင်ချတာတွေဘာတွေကျွန်တော်ထပ်မပြောတော့ဘူးအဲ့တော့ကျွန်တော်တို့ကတခက်ဒီရက်ကူးရီနေ့ကိုကျွန်တော်ရောက်လာခဲ့ပြီဗောနော်ရောက်လာခဲ့ပြီဆိုโอเคကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်ဗောနော်ဟိုထားပါတော့ကျွန်တော်ကဒီဖျားဖြူမှာတည့်ရိုက်လို့မနက်ကျွန်တော်9နာရီခွဲအရောက်သွားမယ်ဗောနော်ကျွန်တော်ရောက်တော့ကျွန်တော်တို့ကအဲ့နေရာကိုရောက်သွားခဲ့ပြီဗောโอเคရောက်သွားခဲ့ပြီဆိုလို့ရှင်โอเคအဲ့နေရာက ကျွန်တော်ကိုယ်တိုင်ကပထမဆုံးရောက်တာလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်အဲ့နေရာကိုနှစ်ခေါက်သုံးခေါက်လောက်သွားပြီးတော့မှနောက်ထပ်ထပ်သွားရိုက်တာလည်းဖြစ်ရင်ဖြစ်မယ်โอเคအဲ့တော့ကျွန်တော်တို့ကအဲ့နေရာကိုအဲသူများပြောတာကြားပြီးတော့ customer ကိုကျွန်တော်ရှင်းပြလိုက်တယ်ရှင်းပြပြီးတော့မှအဲ့နေရာကိုကျွန်တော်ပထမဆုံးကျွန်တော်ကရောက်ဖူးတယ်တော့ဗျာโอเคကျွန်တော်ပြောမယ်အဲ့တော့ဟုတ်ပြီ location တစ်ခုကိုကျွန်တော်တို့ကပထမဆုံးအချိန်ရောက်သွားလို့ရှိရင်ကျွန်တော်ဘယ်အရာလေးတွေပြင်ဆင်ရမလဲစအောင်ကျွန်တော်ထပ်ပြောခြင်းတယ် ကောင်းပြီအဲ့တော့ကျွန်တော်ကဒီ pre wedding demo ဆရာတယောက်အနေနဲ့ကျွန်တော်တို့က location အစ်တစ်ခုကို customer နဲ့အတူတူကျွန်တော်ပထမဆုံး first time ပေါ့နော်ရောက်သွားတယ်ဆိုလို့ရှိရင်အဓိကတော့ကျွန်တော်တို့ရိုက်မဲ့ဒီပုံစံလေးတွေကိုအရင်ဆုံးစဉ်းစားတင်တာပေါ့နော်ဥပမာထားပါတော့ customer ကအဲကျွန်တော်တို့ရိုက်မဲ့ပုံစံလေးတွေကဒီတယောက်တည်းအချက်ပုံလေးတွေပါမယ်ဥပမာနှစ်ယောက်တည်းအချက်ပုံလေးတွေပါမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီ whiteness white ပုံစံလေးတွေပါမှာပေါ့နော် landscape ဆန်ဆန်လူနဲ့တွဲထားတဲ့ပုံစံလေးတွေပါမှာပေါ့ okay အဲ့လိုမျိုးပါမှာဆိုအရင်ဆုံးကျွန်တော်တို့ကအအနည်းဆုံးတော့ကိုရိုက်မဲ့ location ကိုအရင်ဆုံးကျွန်တော်တို့ကတေချာလေးသွားကြည့်တင်တယ်လို့ထင်တယ်ပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်တို့က okay ဒီ location မှာတော့ငါက okay normal angle နဲ့ပဲငါရိုက်မယ်ဒါမှမဟုတ်ငါဒီ location မှာတော့ငါ low angle နဲ့ရိုက်မယ် okay ဒီ location မှာတော့ငါက high angle နဲ့ရိုက်ရင်တော့ပိုကောင်းမယ်စသဖြင့်အဲ့လိုမျိုးအရာလေးတွေကျွန်တော်တို့ကကြိုတင်ပြီးတော့ တွေးထားဖို့လိုအပ်တယ်အဲ့ဒါမှပဲကျွန်တော်တို့ကတကယ်ရိုက်ကွင်းရောက်တဲ့အခါကျလို့ရှိရင်အဲကတ်စတမာနဲ့ကျွန်တော်တို့ ਨੇ ဟိုဘယ်လိုပြောရမလဲယုံကြည်မှုပုံများဈေးဖို့ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကကြိုတင်စဉ်းစားလာခြင်းမရှိဘဲနဲ့အဲတကယ်ရိုက်ကွင်းပေါ့တကယ်အွန်ဆင်းပေါ်ရောက်သွားတဲ့အခါကျလို့ရှိရင် okay ကတ်စတမာတော့ကျွန်တော်တို့လိုချင်တဲ့ post လေးတည်ပေးလိုက်တယ်ပေါ့ဒါပေမဲ့အဲ့အချိန်မှာကိုကဒီကိုလိုချင်တဲ့ angle တခုကိုကိုကကြိုတင်ပြီးတော့မစဉ်းစားတာဘူးဆိုလို့ရှိရင် ကျွန်တော်တို့ကပုံကောင်းတော့မဖြစ်ဖို့အတွက်တိတ်တော့မလွယ်ကူဘောနော်ကောင်းပြီအဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြောချင်တာက free wire ရတဲ့ခါကြလို့ရှိရင်ပြည့်စုံနေရမယ့် scale လေးတွေလည်းတစ်ခုရှိတယ်ဘောနော်အဲ့ဒါပါလဲဆိုတော့နံပါတ်1ကကျွန်တော်ဒီကင်မရာ setting ဘိုင်းဆိုင်ရာဘောနော်ကင်မရာ setting ဘိုင်းဆိုင်ရာကိုကျွမ်းကျင်ကျင်သိနေဖို့လိုအပ်တယ်ဒါနံပါတ်1ဒါတော့ကင်မရာ business ကိုပမာဏနဲ့သိရမှာဘောနော်နောက်တစ်ခုကပါလဲဆိုတော့အဲ conversation composition ဒီကျွန်တော်တို့ဒီဓာတ်ပုံဆရာစပြီးတော့ဖြစ်တာ ਨੇ အဲကျွန်တော်တို့ဒီ online မှာမှာမဖြစ်ဖြစ်ဒီကိုတွတ်တက်တဲ့သင်တန်းမှာပဲဖြစ်ဖြစ်ဆရာတွေအကုန်လုံးကတော့ composition နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုပြောပြလိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာတွေကဟိုကိုယ်တိုင်ပေါ့နော်သင်ယူပြီးတော့ကိုယ်တိုင်လိုက်လုပ်ကြည့်ပြီးတော့မှကိုယ်တိုင်တက်မြောက်မှသာလျှင် composition ကိုကျွန်တော် join ရင်းရင်းသိမှာပေါ့နော်ဘာလို့ဆိုတော့တခြားအရာတွေတခြား ပုံစံတွေကကြတော့ကျွန်တော်တို့လေ့လာလို့ရှိရင်ခဏလေးနဲ့ကျွန်တော်တို့တက်မြောင်းတယ်ဆိုပေမဲ့ composition နဲ့ပတ်သက်ပြီးတော့ကကြတော့ကိုယ့်ရဲ့အမြင်အယူအဆဖြစ်တဲ့အတွက်ကြောင့်ကိုကိုယ်တိုင်တကယ်နားလည်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ကတော့အဓိကအကြံပေးချင်တာက pre-wedding photographer တယောက်လုပ်မယ်လို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ဒီကမိတ်ဆွေတို့က composition နဲ့ပတ်သက်ပြီးတော့တော်တော်လေးလေ့လာတာဖို့လိုအပ်တယ်โอเคအမှန်တော့ကျွန်တော်ဒီနေ့ဗီဒီယိုကိုကျွန်တော်ဒီ pre-wedding ကဏ္ဍကိုကျွန်တော်အများကြီးကျွန်တော်ပြောပြချင်တာပါเนาะ ဒါပေမဲ့အကုန်လုံးကျွန်တော်အဆအဆုံးကျွန်တော်ပြောလို့ရှိရင်ဒီဗီဒီယိုကမိနစ်တတော်မီလေးကြာသွားလိမ့်မှာပေါ့နော်။ Okay အဲ့တော့ကျွန်တော်ဒီအပိုင်းကိုကျွန်တော်အပိုင်း12ပေါ့နော်12ဆိုပြီးကျွန်တော်သတ်မှတ်ပြီးတော့သွားမှာပေါ့နော်။အခုဒီဗီဒီယိုကိုကျွန်တော်အပိုင်း1လို့ကျွန်တော်သတ်မှတ်မယ်။နောက်ထပ်ဗီဒီယိုတစ်ခုကြာရင်အပိုင်းနှစ်ပေါ့။ Okay ဒီဗီဒီယိုမှာအခုအဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာ ကျွန်တော်ဘာတွေအဓိကပြောချင်တာလဲဆိုတော့โอเคကျွန်တော် pre wedding တက်ဖို့တော့မရိုက်ခင်ပါ customer နဲ့အရင်ဆုံးဆွေးနွေးဖို့လိုအပ်တယ်ဆွေးနွေးတဲ့ခါကျရင်ဘယ်ယာတွေဆွေးနွေးရမှာလဲโอเคနံပါတ်1က customer ဘယ်နေရာမှာရိုက်ချင်လဲဆိုတော့ကျွန်တော်ဆွေးနွေးမယ်နံပါတ်2ကကြတော့သူတို့ဘလိုပုံစံလေးတွေရိုက်ချင်တာလဲနံပါတ်3ကကြတော့သူတို့ဘယ်နေရာမှာရိုက်ချင်တာလဲโอเคအဲ့အချက်တွေတကယ်တော့ကျွန်တော်တို့အဓိကဆွေးနွေးတင်ပြီးတော့ကျွန်တော်တို့ကဒီတက်ဖို့စပြီးတော့ဒီ on scene ပေါ်ရောက်တဲ့ခါကျရင်ဘလိုမျိုးလေးတွေ ပြင်ဆင်သင့်လဲပေါ့နံပါတ်1ကကျွန်တော်ဒီ location ကိုကျွန်တော်ကြိုးညင်းညင်းတီးဖို့အတွက်အရင်ဆုံးလေ့လာရမယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ composition ပေါ့နော်ကိုရိုက်မဲ့ဒီ camera angle ကိုတေချာနားလဲအောင်ကိုကအဲဆုံးဖြတ်ချက်ချထားနိုင်ရမယ် okay ဒီလောက်တိထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်လှုပ်လို့တဲ့ခါကျရင်အရှမ်းဟိုမှာလွယ်ကူလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းဓာတ်ပုံဆိုင်ရတဲ့အချိန်တော့ကဒီ ုနပြောတဲ့အချက်တွေကကြတော့ကိုယ်တိုင်နားလည်ပြီးတော့မှသိလာတာပေါ့နော်ဆက်ဆချင်းတော့ကျွန်တော်လည်းဒီလိုပဲအဲသူများပုံရိုက်တဲ့ပုံလေးတွေကြည့်ပြီးတော့ကိုယ်တိုင်လေးလာစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကြိုးစားပြီးတော့မှလေ့ကျင့်ပြီးတော့မှအခုလိုမျိုးကျွန်တော်တို့ပုံလေးတွေကျွန်တော်စာပြီးတော့ရိုက်နိုင်တာပေါ့နော်အဲ့တော့ကျွန်တော်ကအဲဒီအမိတ်ဆွေတွေကိုလည်းဘာဖြစ်ဖြစ်ပိုကောင်းတဲ့တပုံစရာတွေ ပိုတော်တဲ့တက်ဖုန်ဆရာတွေဖြစ်စေချင်လို့ကျွန်တော်ကဒီ pre wedding ကဏ္ဍလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ okay ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီလောက်နဲ့ကျွန်တော်တို့နားမယ်နောက်ထပ်ဒီပိုင်းနှစ်ကိုကျွန်တော်ဆက်သွားကြမယ်